မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 28ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စကမ်းသိန်းတိုက်ပွဲသတင်းကတော့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တရှိရာရခိုင်ပြည်နယ်အမ်းမြုပ်အနီးမှာရှိတဲ့စစ်ကောင်စီတော်ဟိန်တောင်ဘူဟာဂုံးကိုအရခတ်တက်တော် AA ကတိမ့်ပိုက်လိုက်ပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ပြီးခဲ့တဲ့မတ်လ22ရက်နေ့ကနေစပြီးတော့အဲ့ဒီဗျူဟာဂုံးကိုအရခတက်တော် AA ကထိုးစစ်ဆေးတိုက်ခိုက်နေခြင်းဖြစ်ပြီးတော့ AP လ28ရက်နေ့မနက်ပိုင်းမှာတိမ့်ပတ်ရရှိခဲ့ခြင်းဖြစ်တယ်လို့သတင်းအရင်းမြစ်ကပြောကြားထားပါတယ်။တိုက်ပွဲကပြင်းထန်နေတာကြားပြီးအဲ့ဒီနေရာမှာကတလကျော်လောက်ရှိနေပါပြီ။နှစ်ဖက်တိုက်ပွဲကအပြင်းထန်ဖြစ်နေကြတာ AA ကပထမတော့ drone တွေနဲ့ပစ်တယ်ပြီးတော့လက်နက်ကြီးတွေနဲ့တောက်လျှောက်ပစ်တယ်။နောက်ပိုင်းအနီးကပ်ပစ်ခတ်မှုတွေလုပ်လာတယ်။ AP လ28ရက်နေ့မနက်ပိုင်းမှာတိမ့်ပတ်လိုက်တာလို့ပြောဆိုခဲ့ပါတယ်။အဲ့ဒီတောဟင်းတောင်ဗျူဟာဂုံးဟာစစ်ကောင်စီရဲ့ အန်းအခြေဆိုင်မှာရှိတယ်အရေးပါတဲ့ဗျူဟာကုန်းတစ်ခုဖြစ်ပြီးတော့စစ်ကောင်စီတပ်သားထောင်ချီရှိတယ်ဗျူဟာကုန်းကြီးတစ်ခုဖြစ်တယ်လို့သိရပါတယ်အဲ့ဒီဗျူဟာကုန်းမှာရှိတယ်စစ်ကောင်စီတပ်သားတွေဟာအေအေရဲ့ထိုးစစ်တွေကြောင့်ဂစင်ကလျားနဲ့ထွက်ပြေးမှုတွေရှိနေပြီးတိုက်ဆုံမှုများလဲများပြားခဲ့တယ်လို့သိရပါတယ်အန်းဒေတာကန်တူကတော့ကျွန်တော်တို့ကြားသလောက်ကတော့85ရာခိုင်နှုန်းတင်းလိုက်ပြီလို့သိရတယ်လက်နက်ကြီးတွေကတော့အန်းဌာနချုပ်ကပြစ်တယ်ပြီးတော့ခမရ303ကလက်နက်ကြီးတွေနဲ့ပြစ်တယ်ပြီးတော့ခမရ302ကလည်းပြစ်တယ်ပြီးတော့ထောက်ပို့တက်ကပြစ်တယ် ဂျီတက်ကလည်းလက်နက်ကြီးနဲ့ပြစ်ကူပေးနေတယ်လို့ပြောဆိုခဲ့ပါတယ်။စစ်ကောင်စီကအခြေစိုက်ထားတဲ့အမ်းမြုံနယ်တပ်စခန်းများမှာအမ်းအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဆောက်လုပ်ရေးအင်ဂျင်နီယာဂျီအီတက်ခမရ303ခမရ302နဲ့ထောက်ပို့တပ်များရှိပြီးတော့အဲ့ဒီနေရာကအရင်ကလက်နက်ကြီးတွေနဲ့ပြစ်ခတ်မှုတွေရှိခဲ့တယ်လို့သိရပါတယ်။နောက်ထပ်အမ်းဒေသခံတအူးကတော့ဂဇူကန်းကြီးရွာအထက်မှာဆိုရင်တောဟိန်တောင်ဗျူဟာကုန်းရှိတယ်၊ဂျိုက်ချောင်းကြီးရွာတွေရှိတယ်။အဲ့ဒီဘက်ကကြီးရွာတွေနားမှာဆိုရင်လူတွေကတိတ်မရှိတော့ဘူး။ အမ်းမြို့နယ်ဘက်မှာဆိုရင်ဖုန်းလိုင်းတွေကစစ်ကောင်စီကအကုန်လုံးကိုဖြတ်တောက်ထားတယ်အမ်းအခြေအနေကလည်းဒီထက်ဆိုးလာနိုင်တယ်လို့ပြောဆိုထားပါတယ်အရခတ်တက်တော်အေအေကရခိုင်ပြည်အတွင်းကပုံနာကျွန်းကြောက်တော်မြောက်ဦးမင်းပြမြေပုံပေါက်တော်ရတိတောင်တောင်ပြူရမ်းပြဲနဲ့ပလောက်ဝတို့ကိုတိမ့်ပိုက်ထားပြီးတော့တခြားမြို့နယ်တွေကိုလည်းတိမ့်ပိုက်ရရှိရေးအတွက်ဆက်လက်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့ ကျင်းမြင်နိုင်မျိုးနဲ့ပန်းပင်နီလမ်းမှာလူလူတပိတ်ကိုကားနဲ့တိုက်ပြီးတော့ပြစ်ခတ်ဖြိုခွဲမှုမှာအ धिक ပါဝင်တဲ့အကြမ်းဖက်စစ်ကောင်စီတောက်တိုင်းမောင်ဦးကိုပြစ်ခတ်တိုက်ခဲ့ရာပွဲချင်းပြီးတိတ်ဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ April 28ရက်နေ့မွန်းလွဲ2နာရီခန့်မှာကျင်းမြင်နိုင်မျိုးနဲ့တရတော်9လမ်းမှာ အကြမ်းဖက်စစ်ကောင်စီရဲ့တောက်တိုင်းမောင်ဦးကို Operation Flame OF အဖွဲ့ကပြစ်ခတ်တိုက်ခဲ့ရာပွဲချင်းပြီးတိတ်ဆုံးခဲ့တယ်လို့သိရပါတယ်။တိတ်ဆုံးသွားတဲ့မောင်ဦးဟာ2022ခုနှစ်ဒီဇင်ဘာလ9ရက်နေ့မှာပန်းပင်နီလမ်းမှာပြုတ်လုပ်တဲ့လူလူတပိတ်ကို ကားနဲ့တိုက်ပြီးတော့ပြစ်ခတ်ဖြိုခွဲမှုမှာအဓိကပါဝင်ခဲ့တဲ့အကြမ်းဖက်စစ်ကောင်စီဒေါက်တိုင်တအုပ်ဖြစ်တယ်လို့သိရပါတယ်။လက်ရှိအချိန်မှာတော်လိုင်းရဲဘော်များဘေးကင်းလွတ်မြောက်ရာနေရာကိုပြန်လည်ရောက်ရှိနေပြီဖြစ်တယ်လို့သိရပါတယ်။ဆက်လက်ပြီးတော့ရန်ကုန်မြို့နယ်ကြီးမင်နိုင်မြို့နယ်အတွင်းမှာအများပြည်သူကိုအတင်းအဓမ္မစစ်ကြုံပြုနေတဲ့အကြမ်းဖက်စစ်ကောင်စီနဲ့အားပေးအားမြောက်ဝိုင်းဝန်းလှုပ်ဆောင်နေကြတဲ့အုပ်ချုပ်ရေးမှူးများနောက်လိုက်များအားလုံးကိုစစ်ရေးပြမှတ်အဖြစ်နဲ့တတ်မှတ်ပြီးတော့တိုက်ခိုက်သွားမည်ဖြစ်ကြောင်း Operation Flame OF အဖွဲ့ကတာဝန်ရှိသူတူကပြောဆိုထားကြောင်း တရင်ရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တရင်ကတော့တနင်္လာရီတိုင်းရေပြူမြို့နယ်ကားငယ်ရက်ကွက်နေရာတစ်ထမင်းဆိုင်အနီးမှာခီးစက်တင်ကားရီစီကနေပြီးတော့စက်ကြီးကောက်ခံနေတဲ့ဒူရဲအုပ်တအုပ်ကိုပြစ်ခတ်တိုက်ခဲ့ရာပွဲချင်းပြီးတိတ်ဆုံးသွားတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်အေပီလာ26ရက်နေ့ညနေ4:22မိနစ်ခန့်မှာရေပြူမြို့နယ်ကားငယ်ရက်ကွက်နေရာတစ်ထမင်းဆိုင်အနီးခီးစက်တင်ကားရီစီကနေပြီးတော့အတေးအဓမ္မစက်ကြီးကောက်ခံနေတဲ့ဒူရဲအုပ်တအုပ်ကိုတော်လိုင်းတပ်ဖွဲ့တွေကပြစ်ခတ်တိုက်ခဲ့ရာ ပွဲချင်းပြီးတည်ဆုံခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုကို The Way Guerrilla Revolutionary Force DGRF The Way မျိုးနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ The Way ပကဖ DGRF OO စစ်ကြောင်း DDPDF တပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆလဘီတင်ဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်း6ဦးမြို့နယ်6ဦးမြို့အထွက်မှာရှိတဲ့မြားပလဲစစ်စေးဂိတ်ကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ရာအကြမ်းဖက်စစ်ကောင်စီတပ်သား15ဦးထက်မနည်းသေဆုံးနိုင်တယ်ဆိုတဲ့သတင်းကို တင်ဆက်ပေးပါမယ် ဧပြီလ26ရက်နေ့ညနေ3:15မိနစ်အချိန်ကချောင်းဦးမြို့အထွက်မြာပလဲစီဆိုင်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို60မမလက်နက်ကြီးနဲ့၅လုံး80မမလက်နက်ကြီးနဲ့၅လုံးပစ်ခတ်တိုက်ခဲ့ရာမြာပလဲစစ်ဆေးဂိတ်အတွင်းကိုတိတိကျကျထိမှန်ပေါက်ကွဲခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သား15ဦးထက်မနည်းခြေပြက်လက်ပြက်ဖြစ်ကာအော်ဟစ်ညင်းညူတံများကြားနေရပြီးတော့စစ်ကားနဲ့ချောင်းဦးမြို့တွင်းကိုတစည်းမုံရွာမြို့တွင်းကိုတစည်းတဲဆောင်သွားတယ်လို့သိရပါတယ်။တေဆုံးထိခိုက်မှုကတော့များပါတယ်။ တရင်အတိအကျမရသေးတာပါအခုရထားတဲ့အချက်အလက်အရ15ခေါင်ကလည်းတေးနိုင်တယ်ကျွန်တော်တို့မပစ်ခင်မြာပလဲဂိတ်ထဲကိုဂျမ်းမာကားတက်စီဝင်သွားတယ်အဲ့ဒီအချိန်ပြစ်တာဆိုတော့ခွေးတွေစူစီးနေတဲ့အချိန်ဓာတ်ရိုက်ထိမှန်တာပါကောင်တာကိုပြန်မပစ်နိုင်ဘူးအော်ဟစ်ညင်ညူတန်းနေအတိုင်းသားကြားနေရပါတယ်လို့ People's Defense Force South Mongyua တပ်ဖွဲ့ကဒေါန်ကာယန်ကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကိုမုံရွာခရိုင်အမှတ်7တရင်ဖြစ်တဲ့ People's Defense Force South Mongyua တပ်ခွဲတဲ့မုံရွာခရိုင်တရင်29တပ်ခွဲ3နဲ့ ချောင်းညွန့်နယ်ပြည်သူ့ကာကွယ်အဖွဲ့တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းမုံရွာမြို့နယ်တောပူရွာအဝင်လမ်းတံတားကိုပြင်ဖို့လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုကြားဖြတ်တိုက်ခိုက်ရာ၃ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အေပီလာ28ရက်နေ့မနက်9:00နာရီကမှမုံရွာမြို့နယ်တောပူရွာကအကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့ပြူစောထီးများဟာ၎င်းတို့ထောက်ဖို့လမ်းကြောင်းဖြစ်တဲ့တောပူရွာအဝင်လမ်းကိုပြုတ်ပြင်ဖို့အတွက် ခရီးသွားပြည်သူများနဲ့၎င်းတို့နဲ့နှိဆက်တဲ့ကျေးရွာတွေကပြည်သူတွေကိုဒဇာကန်လူသားတိုင်းကိုအတုံးပြုကအိမ်အား30ဝန်းကျင်နဲ့ထွက်လာတဲ့အချိန်ကျေးမုံရွာအရောက်မှာတော်လိုင်းပူပေါက်တပ်ဖွဲ့တွေကဂျားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဟိုရပိုင်းလောက်ကကျွန်တော်တို့မိုင်းခွဲဖြတ်စည်းထားတဲ့တံတားကိုပြုပြင်ဖို့ခြေချင်းထွက်လာကြတာဒဇာကန်ပြည်သူတွေကတော့15ရောက်အရောက်20လောက်တော့ပါမယ်တိုက်ပွဲဖြစ်ပြီးတော့ပြန်ဆုတ်ပြေးသွားတာတံတားလည်းမလုတ်ပြစ်လိုက်ဘူးလို့ Area 71 PDF တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်။အခုလိုမျိုးတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့ပြူစောထီ၃ဦးသေဆုံးကတရားလဲပြုပြင်နိုင်ခြင်းမရှိဘဲပြန်လည်ဆုတ်ပြေးသွားတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်သားနဲ့ပြူစောထီများအုံပြုတဲ့ကာပိုင်ကြီး86တောက်တင်းစီရရှိခဲ့ပြီးတော့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထူးကမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုမုံရွာမြို့နယ်တိုက်နယ်1ပကဖကဦးဆောင်ပြီးတော့မုံရွာမြို့နယ်တိုက်နယ်1ပလဖမုံရွာမြို့နယ်တိုက်နယ်4တရင်20နဲ့ မုံရွာမြို့နယ်အမှတ်24တပ်ရင်း Area 71 People's Defense Force မုံရွာ Special Dedicated Jet Special Force 11အညာ Defense Force တို့ကပူးပေါင်းပြီးတော့လက်နက်ကြီးလက်နက်ငယ်များနဲ့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့စစ်မှုထမ်းဥပဒေအရဒုတိယအတုံးမဲနိုင်ဖို့အတွက်စစ်ကောင်စီကစ조사နေမှုအပေါ်ကိုအရာဒီတိုင်းအတွင်းမှာရှိတဲ့ပြည်သူတွေကမကျေနပ်မှုတွေပုံမှုများပြားလာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် စစ်မှုတန်းဥပဒေအရစစ်တပ်အတွင်းကိုဝင်ရောက်ဖို့အတွက်ပထမအကြိမ်မဲ၌ရွေးချယ်ခဲ့ပြီးမဲပေါက်တဲ့သူတွေကိုခေါ်ဆောင်ကတင်နန်းပေးနေတဲ့အချိန်မှာဒုတိယအကြိမ်စစ်မှုထမ်းဖို့အတွက်စရင်ကောက်ယူနေပြီးတော့မဲနိုင်ဖို့အတွက်ပြင်ဆင်နေတဲ့အတွက်ပြည်သူတွေကမကျေနပ်မှုတွေမြင့်တက်လာခြင်းဖြစ်တယ်လို့သိရပါတယ်ပထမအကြိမ်မဲနိုင်ပြီးလို့ပါတဲ့သူတွေတောင်မှအကုန်မသွားရသေးဘူးအခုဒုတိယအကြိမ်မဲနိုင်ဖို့အတွက်လူစင်းလာယူနေတော့ဘသူကကျေနပ်နိုင်တော့မလဲဗျာမဲမပေါက်တဲ့သူတွေကလည်းဒုတိယတစ်ခါပြန်ထက်နိုင်ရမယ်ဆိုတော့ဘသူကမှမနိုင်ချင်တော့ဘူး အကုန်ခေါ်မယ်ဆိုရင်လည်းတခါတည်းသာခေါ်သွားလိုက်တော့အခုပုံစံကပြည်သူကိုစိတ်ဒုက္ခပေးနေတာလို့ကြောင်းကုန်းမျိုးနယ်ကဒေသခံအမျိုးသားတို့ကပြောပြလာပါတယ်။စစ်မှုထမ်းရန်ဒုတိယအထုပ်အတွက်မဲထပ်နိုင်ဖို့တွားပြောတဲ့အုပ်ချုပ်ရေးမှုကိုပြည်သူတွေကဆဲဆိုခြင်းကိုထိလက်ရောက်ရန်လုံချင်းတွေကပြုတ်လုခဲ့တယ်လို့အိမ်မဲမျိုးနယ်ဒေသခံတို့ကပြောပါတယ်။အိမ်မဲမျိုးနယ်တွေကရွာမှာလဲစစ်မှုထမ်းမဲနိုင်ဖို့အတွက်လူစင်းလာကောက်သွားတာရွာသားတွေကလက်မခံမဲနဲ့အုပ်ချုပ်ရေးမှုကိုဝိုင်းဆဲပြီးတော့စီးလာတဲ့ဆိုင်ကယ်ကိုပါကန်တာတို့ရိုက်ခွဲတာတို့ပါလုပ်တယ် ရဲကိုခေါ်ပြီးတော့ဖမ်းခိုင်းတော့တရွာလုံးလောက်တာလို့ပြောလိုက်တော့ရဲတွေလည်းဒီတိုင်းပဲပြန်သွားလိုက်ရတယ်လို့အိမ်မဲမျိုးနယ်ကဒေသခံတဦးကပြောပါတယ်စစ်ကောင်စီရဲ့ပထမအကြိမ်မဲနိုင်ရမှာအုတ်ချုပ်ရေးမှုမိသားစုဝင်များမဲမနိုင်ရခြင်းငွေကြေးချမ်းသာသူများမဲပေါက်ခြင်းမျိုးမရှိပဲလက်လုံလက်စားသမားတွေပဲရွေးပြီးတော့မဲပေါက်နေတဲ့အတွက်ပြည်သူတွေဟာမကျေနပ်မှုတွေပုံမများပြားလာကြောင်းတရင်ရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးတရင်နိုင်ငံရေးတရင်များကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။